the specialist 1984ခုနှစ်မှာ CIA ဖောက်ခွဲရေးကြမ်းကြွသူတွေဖြစ်တဲ့ဗိုလ်ကြီး Raymond Quist နဲ့ဗိုလ်မှူးကြီး Nutter တို့ဟာတောင်အမေရိကကကိုကင်းရောင်းဝယ်သူတယောက်စီးလာတဲ့ကောက်ကိုရေကာတာတစ်ခုပေါ်မှာဖောက်ခွဲဖို့မစ်ရှင်တစ်ခုလှုပ်ဆောင်နေပါတယ်။ Ray ကဘုံတွေတက်ဆင်ပြီးချိန်မှာပြစ်မှတ်ကားကလည်းအချိန်ကပ်ရောက်လာလို့တစ်မိနစ်တွေဖောက်ခွဲဖို့ပြင်ဆင်လိုက်ကြပါတယ်။ ဒါပေမဲ့ရီမန်ကမှန်ဘလူးနဲ့လမ်းကြည့်လိုက်တဲ့အခါကားထဲမှာမူးယစ်ရာစာပြင်ကလေးမလေးတယောက်ပါပါလာလို့မြင်လိုက်ရတယ်။ရီမန်ကမရှင်ကိုဖျက်သိမ်းဖို့အပြင်းထန်ပြောပေမဲ့နတ်ကတော့မင်းကဘုံထောင်တဲ့သူငါကခလုတ်နေတဲ့သူဆိုပြီးဆက်လုဖို့ဆုံးဖြတ်တဲ့ပြင်လုံကြုံရေးခလုတ်ကိုပါရီမန်မလုနိုင်အောင်လွှင့်ပစ်လိုက်တယ်။ရီမန်လည်းသူထောင်ထားတဲ့ဘုံတွေကိုလက်နဲ့အရဲစွန်ပြီးလိုက်ဖြုတ်ပေမဲ့အချိန်မမီတော့ပဲပောက်ကွဲသွားလို့ကားရက်ဖို့အတင်းပြေးတာနေတဲ့ရီမန်ကိုတိုင်ရေထဲခုန်ချလိုက်ရပါတယ်။ ကားပေါ်ကမူးယေရအစားပြင်ကလေးမလေးပါအစ်စ်ပါသွားရတယ်တိတ်ဒေါသထွက်နေတဲ့ရေမန်သူကုန်းပေါ်ပြန်ရောက်တဲ့အခါဘုံမူကြီးကိုတွေ့ဖို့လှုပ်တာနတ်ကလည်းအမိတ်မနာခံတဲ့ကောင်ဆိုပြီးတနက်နဲ့သူ့ကိုစီးပြီးချိန်ထားတဲ့ပြင်တနအားကိုနဲ့ထိုးကြည့်တော့ရေမန်လည်းလာခံပြီးပြန်တွယ်ပြစ်လိုက်တယ်ပြီးတော့နတ်လှုပ်ပြုတ်စေမယ်လို့ကြုံမာပြီးအထက်ကိုတိုင်ကြားကာ CI ကနေသူ့လဲထွက်လိုက်ပါတယ်နေပေါင်းများစွာကြာပြီးတဲ့နောက်မှာမိုင်အမီမြို့မှာရေမန်ဟာအခါကျင်းဝင်ယူတဲ့လူသက်သမားဖြစ်သမိုးအန်ကျောင်းတယ် မေမော်ရိုးဆိုတဲ့အမျိုးသမီးတယောက်တင်ထားတဲ့ကြောင်ကြောင်ကိုတွေ့လို့သူ့လက်ကိုလက်ခံသင့်မခံသင့်ဆုံးဖြတ်ဖို့ဖုံးတဲ့စကားလမ်းပြောတယ်မေဟာသမတ်လီယွန်နဲ့သူ့ဘက်ကတက်လိုက်လို့တေသွားတဲ့မိဘနှပါရဲ့တူရီသောသမီးပါဒါပေမဲ့ရီမမ်မာကသူဟာမိုင်အမီမှာမလုရှားဘူးလို့သူ့ကိုယ်သူဆုံးဖြတ်ထားတဲ့သူဒါကြောင့်လူချင်းတွေ့ပြီးအလုပ်ကိစ္စပြောမယ်လို့ထူးထူးခြားခြားကမ်းလန့်တာကိုလည်းသူကညင်းလိုက်တယ်ဒါဆိုရင်လည်းဘာလို့ဖုံးစံနေသလဲလို့ပြောတော့မင်းအတန်လေးကိုကြိုက်လို့ဆိုပြီးရဲတိုင်ပါလားဆိုတော့ တရားသူကြီးတွေကလက်ထိုးရင်ရတယ်တဲ့ဒါကြောင့်ဘုံကြောင့်ကျင်တဲ့ remand ကိုမိကငှားကျင်တာလို့ရှင်းပြတယ် remand ကတော့မလုပ်ဘူးဆိုပြီးညှင်းလိုက်ပြီးနောက်ရမှာအလုတ်အသူမိရဲ့အိမ်နားကနေစောင့်ကြည့်တဲ့အခါမျက်လာခတ်ထန်သလောက်ကြော်ရှင်းလှပတဲ့မိရူပါယုံကိုမြင်ပြီးသူတပြင်းချမိသွားတယ်မိကတင်းညင်ကိုသွားပြီးပန်းစီချတော့ကိုနောက်ရောက်ခံလက်ကြည့်ပြီးမိနဲ့ဖုန်းပြောတော့ကသူဖမ်းထားတာတွေကိုပြန်နားထောင်ကြည့်လိုက်တယ် အဖြစ်အပျက်ကကြာခဲ့ပြီမဲ့အခုချိန်ထိသူ့ကိုချင်းချောင်းနေတယ်လို့ခံစားရလို့မိကအလုတ်အပ်တာအခင်ဖြစ်ချင်းကသူ့ဖေကသူ့ကိုဗီဒိုထဲဖွက်ထားလို့သူလွတ်မြောက်ခဲ့ပြီမဲ့သူ့မိကတော့အဖေမျက်စိရှိမှပဲအနှုတ်ဆက်ခံခဲ့ရတယ်သူတို့ကအဖေစီကနေသိချင်တာမရတဲ့ဆိုသူ့မိဘတွေကိုတတ်လိုက်ကြတယ်တကယ်လို့ရှင်အလုတ်ကိုလက်မခံဘူးဆိုရင်သမတ်လီယွန်ကိုလက်စားချေဖို့သူကိုယ်တိုင်ပဲလုပ်တော့မယ်လို့ပြောထားပါတယ် ရင်ပန်နဲ့မေကအချင်းချင်းဖုံးဆက်ပူးပြီးသားဒါကြောင့်ဖုံးဟောင်းတွေကိုပါရင်ပန်ကပြန်လှထောင်ကြည့်တယ်မေကရင်ပန်တစ်ချိန်လုံးသူ့နောက်ကိုနောက်ဝင်ခံနေတာသူသိတယ်ရှင်မပါဘူးဆိုရင်လည်းကျမကိုကန်ကောင်းပါစေလို့ဆူတောင်းပေးလို့ပြောထားရှာတယ်တညာလက်သက်မူရရာစာဖြစ်တဲ့သမတ်စ်လီယွန်နဲ့သူ့ဖေဂျိုးလူရင်တို့စိုင်းဖွင့်ပွဲပါတီတစ်ခုကျင်းပနေတယ်ဒီဘွဲမှာတချင်ကရီမန်ရဲ့ကြောင်းတော်ကရန်စနဲ့တယောက်ကိုလည်းတွေ့ရပါတယ် အခုတော့ဘုံမှုပြုတ်ဘွားရောက်သွားပြီဆိုတော့လက်တဆာသမတ်စလီယွန်ကသူ့ကိုမခံလေးစားနဲ့ပေါက်ဆူးနည်းနည်းပဲပေးသနာတော့စာဖွဲ့နေတော့နှက်လေငါအာနာရှီတုံးကမင်းတို့မိသားစုကိုအမောင်ခစ်ထဲကနေဆွဲထုတ်ပြီးဒီလိုလူပြင်ကွင်းမှာရောက်ဖို့ငါပဲတောက်လျှောက်လုပေးခဲ့တာမလောက်လေးမလောက်စားနဲ့ငါ့ကိုတိုကင်လိုလိုပေါက်ဆူးလိုလိုငွေလေးတပဲ၆ပြားနဲ့လာချွေးမသိမ့်နဲ့ဆိုပြီးသူ့ကိုပေးတဲ့ငွေတစ်ထပ်ကိုစပွဲထုတ်လင်မန်းတဲ့ပြစ်ချက်လိုက်တယ် တကယ်တော့နဲ့ဟာတချင်ကသမတ်စလီယွန်ရဖေဂျိုးလီယွန်နဲ့တွဲပြီးအလုတ်ကြီးကျယ်လှုပ်ခဲ့သူဆိုတော့ဒီမိသားစုကနေသူတိထက်များကြီးရစရာရှိတယ်လို့ပြောလိုက်ပါတယ်ဒီအချိန်မှာမေဟာပါတီပွဲကိုဝစ်စုံဖြူဖြူလေးနဲ့ရေရဲတင်းတင်းတက်လာတယ်သူကမြင်တော့သမတ်ချက်ချင်းပဲကျွေသွားပြီးဒီကိုလုံးကိုငန်းနေပြီဒါကိုတိတ်ပါနဲ့တဲ့ဘုံမှုပြုတ်နတ်ကလည်းမသိမသာအကဲခတ်နေတယ် ထမက်စ်ကချက်ချင်းပဲသူဟာဆိုင်ပိုင်ရှင်ပါလို့လာကြွားပြီးမိတ်ဆက်တော်မေကလည်းသူကဒီနေရာမှာနေခဲ့တာလို့အပေါ်စည်းကပြောသလိုထမက်စ်ကလည်းမကြခင်သူလဲသူလိုချင်တာရတော့မယ်လို့ပြောင်ပြောပြီးတွဲကဖို့ဖိတ်ပါတယ်။နှက်ကတော့ဟိုကောင်တော့အချင်းပြီးတော့မယ်ဆိုတဲ့အကြည့်နဲ့ခြေတော်တော်ထမက်စ်ကတော့အဒရင်ဟက်စလင်းလို့သူသိထားတဲ့မိကိုမနှက်ပြန်လျှောက်လဲဖို့ပါချိန်လိုက်ပါတယ်။ နောက်ရမှာသူတို့တွေဘာတစ်ခုမှအတူအတူသွားတော့တော့ပတိုင်းမွေးနဲ့လူတယောက်ကချက်မတ်စကိုမြေးပြပြီးခေါ်ထုတ်ပြီးစိုင်ထဲမှာလူတယောက်ကိုထိုးကြည့်ကြတယ်။အဲ့ဒီပတိုင်းမွေးကသူ့မိဘတွေကိုလှုပ်ကြံတဲ့လူတွေကတယောက်ဓာရီကိုအဆက်မကြည့်ခြင်းလို့အပြင်မှာဆက်လိုက်ထွက်ဝဲတော့အနားမှာရီမန်ကရိတ်ခဲစောင့်ကြည့်နေတယ်။ဒီအချိန်မှာချက်မတ်ရောက်လာပြီးနောက်ဆိုရင်အခုလိုမပြောမစုံနဲ့သူ့စီကနေထွက်သွားတာမျိုးမလုပ်ရဘူးဆိုပြီးပိုင်စိုးပိုင်နေနဲ့သူ့ကားပေါ်တက်ခိုင်းလာတွေ့လို့ရီမန်နည်းနည်းတင်းသွားပေမဲ့ငြိမ်နေလိုက်ပါပဲ။ ။မေကတော့တစ်ချိန်လုံးသူ့စီဖုံးဆက်ပြီးဖြစ်သမျှတွေကိုယင်ဖွင့်နေတော့မှာပဲ။သူထမတ်စ်နဲ့ရီးစားဖြစ်မှသူတို့ခိုင်းကိုအနည်းကပြန်တက်နိုင်မှာလို့ပြောတယ်။ထမတ်စ်လည်းရမ်းသမျှမျက်စိမျက်နှာပြက်နေတဲ့မေကိုရမန်ငေးကြည့်နေပြီလား။ဘလောက်တောင်များလဲဆိုရင်ထမတ်စ်တောင်မှမြင်သွားလို့မင်းဒီကောင်မကိုကြိုက်နေတာလား။မင်းကိုဒီအပိုင်းတွင်မြင်တွေ့နေကြလို့ပဲလို့လာမေးတယ်။ရီမန်ကတုန်နိဘာဝိနဲ့လက်ထွက်မဲ့ကျန်တော့"အော်မင်းကငါ့ကိုကြိုက်နေတာလား" နောက်ခါဆိုမင်းမျက်လုံးကိုဖောက်ပြစ်မယ်လို့ဓာချင်းချင်းပါတော့တယ်ရီမမေကိုဒီတိုင်းပြစ်မထားရတော့ဒါကြောင့်အဲ့ဒီညသူမိတ်စီကို ဖုံးဆက်ပြီးစီမင်းနံပါတ်1သူတို့နားလုံးဝမသွားနဲ့နှစ်ကျွန်တော်ကိုမဆက်သွင်းနဲ့ကျွန်တော်ဘက်ကပဲဆက်သွင်းတယ်သူတို့ကကျွန်တော်ပြတ်သွားဖြစ်သွားပြီနံပါတ်3ဒါကထောင်ချောက်ဆိုရင်တော့မင်းလဲသေလူပဲလို့ပြောလိုက်ပါတယ် ။နောက်ညမှာပတိုင်းမွေးနဲ့ချာလီဆိုတဲ့ထမက်စ်လူရင်တဲ့လူကမနီဆိုတဲ့လူဦးစီးနေတဲ့ရက်ဆိုင်တဲ့ဇိမ်ခန်းကိုလာပြီးမင်းစင်းတွေဖြောင်းနေတာငါသိတယ်။မင်းရဲ့စင်းရမှပြဇန်းလို့မိုက်ကြီးလာခွဲတယ်။ပြီးတော့စတင်မတလဆာစင်းဖြောက်တော့လို့ဆိုပြီးမနီကိုပြစ်တက်လိုက်တယ်။သူအဲ့ဒီကနေပြန်ထွက်လာတော့တကားဝါမှာရီမန်တက်ထားတဲ့ဘုံပေါက်ကွဲပြီးစိန်ခန်းနဲ့ဝရုံသုံးနာဖြစ်သွားပါလေရီမန်ကသူ့ကိုလာတွေ့ကက်နေတဲ့ဇိမ်မဲမလေးကိုလေကလေးမကြီးမင်းတခြားလို့ရှာတော့လို့ပြောလိုက်ပါတယ် ဒီသတင်းကိုနှက်ကလီယွန်တားဖတ်စီကိုသွားပြောပြီးမင်းတို့ရဲ့ဟိုဟာကောင်းနဲ့ပတိုင်းမွေးကောင်ကတော့အဖို့ခံလိုက်ရပြီဆိုတော့ထမတ်ကဒီကိစ္စကိုသူ့မပြောပါလားပေါ့နှက်ကပတ်ကွဲမှုပတ်ပတ်လည်မှာမဆိုင်နာတွေပျက်စီးလာမျိုးမရှိအောင်လုပ်ထားတယ်စီဖော်တဲ့စနစ်တကူပြုတ်ထားပြီးတခါတည်းအရေးပြောအောင်ပေါင်းဆက်ထားတာဒါစပက်ရှယ်လစ်တယောက်ဖြစ်ရမယ်ဒီကောင်တော်တယ်ဂျိုးလို့ပြောတဲ့ပြင်အခုခမားဆမဲ့ခနန်းတဲတောင်မှဘုံထည့်ထားနိုင်တဲ့ကောင်မျိုးလို့သူ့ဝါရပြောလိုက်တော့ဂျိုးတောင်မှစားဖို့တွန့်သွားတယ် CIA ကလားမာဖီးယားကလားဘာပဲဖြစ်ဖြစ်လုတ်တဲ့ကောင်ကိုတိဖို့လိုတယ်။ဘာဖောက်တဲ့ချာလီဆိုတဲ့ကောင်မျိုးကိုတတ်သွားရတယ်ဆိုတော့ဒါဟာနေမီလူတာမဟုတ်ပုံကိုရေးတတ်တ်လို့တွတ်ပြလိုက်တော့နောက်ဆုံးတော့ဒီကိစ္စကိုကင်တွယ်ဖို့နက်ကိုဂျိုးကဗီဒီယိုအနာသုံးပြီးတာဝန်ပေးလိုက်တော့သမတ်မကျင်နဲ့သူကနက်ကိုဂျောင်ထုတ်ထားကျင်တာမှတ်လား။မင်းနဲ့ဖုန်းဆက်သွယ်ရတော့တယောက်တော့သိသွားပြီလို့သတင်းစာထဲမှာဖတ်ရတယ်လို့ပြောတယ်မေကရေမန့်အတွက်သူကထောင်ချောက်ဆင်ပေးနိုင်တယ်လို့ပြောတဲ့ပြင်ဘာလို့ကျမနောက်ကိုလိုက်နေလာလဲဆိုတော့ မင်းကြောင့်ပိုတိဖို့လိုတယ်လေလို့ပြောလိုက်တယ်။ရှင်ကကျမရဲ့ရိတ်ကျမရဲ့ကုဆောင်နဲ့လူချင်းတွေးလို့ရမလားဆိုတော့ခမရကမင်းချောလေးပါမတွေးကြတော့ပါဘူး။ဒီလောက်ပြီးသူနားတော်မှာလို့ပြောလိုက်တယ်။နှက်ကခိုင်းချုပ်ကျိုးကိုလုတ်ပိုင်ခွင့်ပြေဝလိုချင်တယ်လို့ပြောထားတော့တထည်ကြီးဂျိုးကလည်းရဲမှုဒဏ်ဒီကိုဖိတ်ခေါ်ပြီးနှက်ကိုဘုံဖယ်ရှားရေးဖွဲ့မှာထားဖို့တိုက်တွန်းလိုက်တယ်။ရဲမှုကသူ့စီမှာဘုံကျွဲကျင်သူတွေရှိတယ်ပေါ့။နှက်ကတော့ခမရကောင်တွေကမော်စီယာလောက်ကျွဲကျင်နေမှာဒီလူကိုနိုင်မှာတော့လို့ကြီးလိုက်ပါလေ။ နောက်ဆုံးတော့ဂျိုးမျက်နှာနဲ့နှက်ကိုတနေရာမှာထည့်ပေးလိုက်မယ်လို့လိုက်လျောလိုက်တယ်ဂျိုးကဒီဖြစ်ရက်ကိုတရားဝင်တိုက်ဖြတ်မှုမျိုးဖြစ်အောင်လုပ်ဖို့တိုက်တွန်းပြီးချက်ချင်းပဲရဲမှုကိုငွေတစ်ထပ်ကျိုးပေးလိုက်ပါတယ်ဒီလိုနဲ့နှစ်တယောက်ဘုံကျွမ်းကျင်ဖွဲ့မှာမြောက်ကြွမြောက်ကြွနဲ့ရောက်သွားတယ်ဆိုင်ဖွင့်ပွဲနေ့ကပါတီကနေစပြီးခြေအားခံတော့မင်းရဲ့ပုံကိုတွေ့တော့နှက်မသိမသာမျက်စိပြက်သွားတယ်ကြီးတော့တာဝန်ခံကိုခမရကစီဖိုးဘုံအကြောင်းတွေကိုပဲရှာကျုပ်ကတော့လူတယောက်နောက်ကျောင်းကိုလိုက်မယ်လို့ခက်တီတီနဲ့ခေါင်းဆောင်တယောက်ကိုယူလိုက်ပါတယ် တကယ်ရာရှိစစ်တွေကအထွန့်တက်တော့နက်ကဘုံတွေကိုခွဲချမ်းစိတ်ဖြာပြီးသူတို့ရှင်မာတွေဘောပင်တစ်ချောင်းလောက်နေတိုက်တလုံးကိုခါသွားစေနေတော့တဲ့ဘုံကိုစက္ကန့်ပိုင်းတွင်လုပြပြီးယော့မင်းတို့တက်နိုင်ဒီစနစ်တံကိုဖြုတ်ဆိုပြီးခိုးပေးလိုက်တော့ခိုးကောင်းတွေပြသွားတယ်အဲ့ဒီဘုံကိုလည်းနောက်ဆုံးစက္ကန့်ရောက်မှခလုတ်နှိပ်ရက်ပြလိုက်တော့ဌာနကလူတွေတတော်ကိုအပိုးချိုးသွားပါတယ်မိကတော့ထမတ်သွားလေရအချစ်တော်လေးလိုလိုက်နေရတယ်အခုတော့တဆင့်တက်ပြီးဇိန်ခမ်းအင်ကြီးတစ်လုံးနဲ့ပြောင်းနေခိုင်းတဲ့အထိဖြစ်လာတယ် မေကသူ့လနဲ့သမတ်ကို သူ့ချင်းရင်ရောက်အောင်ဖမ်းဆားနေတယ်။မေပေါ်ပေါ်မှာကြောင်လေးလိုခေါင်းခွင့်နေရတာကိုသမတ်မမောနေပြီပဲ။မေကတော့တစ်ချိန်လုံးလက်စားချေဖို့ကြီးတာကြိတ်ကြံနေပါလေ။တရသူ့မေကိုလယ်ပင်းညစ်ခဲ့တဲ့နှုတ်ခမ်းမိုးနဲ့လူလူပိုက်ခိုင်းကစင်းကင်ဘီတယောက်ဟိုတယ်တလုံးမှာဇိမ်မဲနဲ့နှက်ပြီးပြန်ဖို့လို့အခုရပိုင်းသူတို့ခိုင်းကလူတိုင်းရာရာကိုထိလိုက်နှိမ့်လိုက်ရင်ထပ်ပေါက်ကွဲမဲ့ထင်တဲ့စိတ်နဲ့စိုးရင်စိတ်လင်ကွဲနေကြတယ်။ဒီဓလေကားတွေကကြောက်ကြောက်လန့်လန့်နဲ့ထွက် သူကားအောက်ကိုစစ်ကြည့်လိုက်တော့ဘုံကိုတွေ့လို့ဖြုတ်ပြီးစလက်တန်ကိုပါတက်မှန်အောင်လှုပ်လိုက်တယ်သူကသူတော်တော်အထင်ကြီးသွားပုံပဲဒါပေမဲ့ကားကိုတော့သူကိုယ်တိုင်မရွှေ့ရဲအဆောင်ကောင်လေးကိုဟောက်စားလုပ်ပြီးကားရွှေ့ခိုင်းတယ်သူကတော့တိုင်ွယ်ပြီးပုန်းနေတယ်မတော်လို့ထားပေါက်ရင်မှန်မှဆိုးလို့ပေါ့ကောင်လေးကိုတော့မဟုတ်ဘူးဆိုပြီးသူ့လက်ထဲကဘုံကိုပြစ်ပေးလိုက်ပြီးခက်တီတီနဲ့မောင်းထွက်လာခိမ့်မှာမောင်းတန်ကိုကုတ်နှစ်ပြီးဖယ်ရှားဖို့လှုပ်တော့မှသူ့ဘုံခလုတ်ကို သူကိုယ်တိုင်နှက်သလိုဖြစ်ပြီးမာကလီယာသွားပါတော့တယ် နဲ့ရောက်လာတော့ပထမဦးဆုံးဘုံကိုတဲချက်ပဲလို့ပြောတဲ့ပြီလုတ်ဘုံကင်ဘုံကြည့်ပြီးဒီတစ်ခွက်တော့မစ်သိဉဏ်ကောင်းတဲ့ရီမန်လို့ချီးကျူးလိုက်တယ်။နောက်ပြက်မှာတော့ထင်မှတ်မထားတဲ့ဇက်ကွက်တစ်ခုပေါ်လာတယ်။မိကိုနှစ်တယောက်လာတွေ့ပြီးမစ်တဆင့်ထမြင့်သွားပြန်ပြီပေါ်လို့ပြောပြီးသူ့ကိုမခံလေးစားခွန်းတုံပြန်နေတဲ့မိကိုပိုက်ချလိုက်တယ်။ဒီမှာကောင်းပါငါပဲနှိကိုဖန်တီးခဲ့တာ။နေရီမန်ကိုကောင်းကောင်းမထိန်နိုင်ဘူးလို့ကောတယ်။တကယ်တော့မိဟာမလွဲမရှောင်သာပဲနှစ်နဲ့ရင်ကလေးကပူပေါင်းထားသူပါ။ နှစ်ရက်ရွယ်ချက်ကတော့မိဘဝထဲမိလှကိုတုံးပြီးရင်မန်ထွက်လာအောင်ငားစာချခဲ့တာသူ CIA ကနေအလုပ်ထုတ်ခံရတဲ့အတွက်လက်စားချေကိုကြိုးစားတာပါဒါကြောင့်ရီမန်တက်တရလူတက်ကိုမတက်ခင်သူပေါ်လာအောင်မလုပ်နိုင်ဘူးဆိုရင်မင်းလဲမင်းရန်သူထမက်စီရဲ့နွန်လဲတသက်လုံးကြသွားအောင်လုပ်ပြမယ်ဒါမှမင်းမိဘတွေကိုရရဆက်ဆက်တက်ခဲ့တဲ့ကောင်နေညာတိုင်းဖြော်ပြရမှာလို့ကြိတ်ပြောပြီးမင်းကိုသူ့ခြံထဲကကျက်လှုပ်ချင်သလိုလှုပ်လို့ရတဲ့အပေါင်မျိုးချိုးတော့မင်းလဲတတော်ကိုဂျင်နာသွားပါလေ ဒီအချိန်မှာထမက်ရောက်လာလို့သူတို့လူချင်းခွဲလိုက်တယ်ထမက်ကလည်းမင်းနဲ့နှက်ချောင်းကိုမသိသူ့တီးသန့်အိမ်ထိလာပြီးနှက်ကဆောင်ကြွားဆောင်ကြွားလုပ်နေတာကိုကြည့်မရတာနဲ့ငါဖေသာမင်းကိုလက်လွတ်လိုက်တဲ့အချိန်ရောက်ရင်မင်းလည်းငါလက်ခုတ်ထဲကရေဖြစ်သွားပါပြီလို့ကြိတ်လိုက်တယ်နောက်တည့်မှာရီဘန်ဟာအောက်ခံပကံပြားတစ်ခုမှာဘုံတလုံးကတ်ထည့်ပြီးထမက်ကိုလုံချံဖို့ချွေးတလုံးလုံးနဲ့ဖန်တီးနေခဲ့တယ်တမရဲ့ရေကူးကံမှာအဲ့ဒီပကံပြားကိုလဲပြီးထမက်စတွတ်ထောင်ချောက်တစ်ခုဖန်တီးလိုက်တဲ့အခါ မိကိုလည်းထမတ်စ်ကသူဝင်တဲ့အခန်းထဲဆွဲသွင်းလိုက်လို့ရေမန်ပြသွားတယ်။ထမတ်စ်ကသူတောက်ဖို့အခွက်ကိုမလိုက်ချိန်မှာပဲမိကသူ့နံပါတ်ရင်းကိုရုံးစားကြီးထုတ်ပြောလိုက်လို့ထမတ်စ်မြင့်တက်သွားခြင်းဘုံပောက်ကွဲပြီးနှစ်ယောက်စလုံးပောက်ကွဲမှုတွေပါသွားပါတော့တယ်။ net ကတော့သူ့လူတွေကိုအတင်းကယ်ထုတ်ခိုင်းတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။ဒီချိန်တော့ရေမန်ဆွေးသွားရပါတယ်။ net ကဂျိုးစီကိုသွားပြီးအဖြစ်အပျက်ကိုပြောပြတယ် သူ့သားအတွက်ဝန်းနေနေတဲ့ဂျိုးကအစာပိုင်းမှာနှက်ကိုအတစ်ပြင်းပြီးပြစ်တတ်မဲ့ကျင်းနေ။နောက်မှသူ့သားလောင်းမြင်ချခင်ရင်ဘတ်ကိုအရှင်ဖမ်းခိုင်းလိုက်ပါလေ။ရင်ဘတ်နဲ့နှက်မြောက်စလုံးကမေးသေးပြီလို့ယုံကြည်ထားခဲ့ကြပါလေ။ဒါပေမဲ့ remix ကို message တွေဇက်တိုက်ဝင်လာတယ်။မေတုံးခဲ့တဲ့ကြောင်ကြာဌာနကပဲဆိုတော့သူဖုန်းကိုဆက်ကြည့်လိုက်တဲ့အခါဟိုကမေမာထားလို့ပါ။ဘာညာနဲ့သူ့တီနေရကိုမေးတယ်။ဒီတော့ဒါဟာထောင်ချောက်ဆိုတာရိမ့်မိသွားပြီး remix ကနားမှာနှက်ရှိတယ်။သူ့ကိုဖုန်းပေးလိုက်စမ်းလို့ပြောချလိုက်တယ်။ နတ်ကဖုံးမကန်ရဲ့အသာလေးနားထောင်နေမှသိလို့နတ်ရှက်ခွဲအောင်အခု तू နဲ့လက်တွဲနေတဲ့သူဒီကောင်ကို agency ကအပြော်တဲ့ဘုတ်ကလုံးနေတာလက်ရားလုံးလို့ထုတ်ပြစ်လိုက်တာကွာအခုရောဘသူခိုင်းဘက်လုံနေတယ်ဈေးမြင့်ဆုံးပေးနိုင်တဲ့လူကိုဟွာပေးပေါင်းတဲ့ကောင်ဆိုပြီးပြောလိုက်တော့နတ်အဆက်တွေပြန်ပြန်ကွဲသွားတယ်အထားမှာ तू ဆရာလုံးလေကြလူတွေရှိနေတော့ရှမ်းရမ်းပြီးမင်းကိုအသေးသက်မဲ့ကွာဘာကွာနေလုံနေလို့ရင်မလဲဖုန်းနောက်ရောက်ခံမှုအချိန်မပြည့်မီဖြတ်ချလိုက်ပါလေ ဒါကြောင့်တစ်ဖွဲ့လုံးတင်းနေရကိုမသိလိုက်နှက်ကတော့တယုံလုံးကိုပတ်ရမ်းနေပါလေရီမန်မေးရဲ့ဇာပနာကိုတိတ်တဆိတ်သွားတက်ချိန်ဝင်းနေနှုတ်ဆက်စကားပြောနေသူကသူဟာတမဘဝမှာနှစ်ပေါင်း40လောက်ကျူပါကမိဘမဲ့တူကိုရရရရတူခဲ့သူဆိုပြီးပြောနေတဲ့ကြားတော့အခေါင်းနာသွားကြည့်လိုက်တဲ့အခါတေဆုံးသူကတခြားအဖွားကြီးတယောက်ဖြစ်နေတယ်မေးသက်ရှင်နေသေးတယ်ဆိုတာသိလိုက်ချိန်မှာပဲမေးကလည်းအဲ့ဒီ chest ထဲကိုအနဲ့ရောက်ဝစ်စုံလေးနဲ့ဝင်လာတယ်အခုတော့သူတို့နှစ်ယောက်ချင်းမျက်နှာချင်းစုံ ရေမန်ကစကားပြောမခံပဲမေရတကူလုံးကိုရှောက်ဆန်းလိုက်တယ်မေပောင်တစ်ဖက်ကလည်းပစ္စတိုတလက်သူရလိုက်တယ်အဲဒီကနေသူတို့ထွက်သွားချိန်မှာချက်စ်ကိုနတ်ရောက်လာတော့အခေါင်းကိုမြေချဖို့တဲထုတ်လာတဲ့ချိန်နတ်ကတလက်ပြချင်းချောက်အခေါင်းကိုဖွင့်ကြည့်လိုက်တော့မေမဟုတ်တဲ့ဘဘွားတယောက်ဖြစ်နေလို့တစ်ချက်ဆဲပြီးလှည့်ထွက်သွားပါတယ်ဟိုတယ်မှာတော့မင်းနဲ့ရီမန်တို့တွေ့တွေ့ချင်းဟောလိဝုဒ်စကားတွေရဲ့ထုံးစံတိုင်းမပြောမဆိုနဲ့နမ်းမိကြတဲ့အခါ ရီမန်ကမိရဲ့ဇဒိုးလေးကိုဖြေချပြီးဆန်ရွယ်လေးကိုဖွာဒီမျက်နှာလေးကို ပေးကြည့်စမ်းပါကွာတဲ့မေကလည်းခေါင်းလေးမော်ပေးလိုက်ပါလေပြီးတော့သူကမက်စီကကြည့်ခွင့်ပါမိတ်ရတာနဲ့ဂရင်ပေါ်မှာရောရေချိုးကမ်းမှာပါသူကြည့်ချင်တာတွေအကုန်လုံးရှောက်ကြည့်နေလိုက်တာတော်တော်ကြာတဲ့အထိသူတို့စကားမပြောကြပါဘူးကြည့်လို့ဝါသွားလို့ရေတကယ်ချိုးကြတော့ပါမိကရေပေါ်ခန်းထဲအဲ့ဒီအဖွာဆုံးချိန်မှာသူ့ပစံကြီးကိုအဖွာကြီးထဲချက်ပြီးထွက်ပြေးခဲ့တာဒါကြောင့်သူတည်တယ်လို့ပဒင်းထွက်တာလို့ရှင်းပြတယ် ရီမန်ကမင်းကပျော်တဲ့အဆင်ဆိုပေမဲ့တော်တော်ကျွမ်းလာပဲဆိုပြီးစောစောကအကုန်ရှောက်ကြည့်တဲ့အပိုင်းကိုပြန်ဟိုသွားလိုက်တာမိုးလင်းသွားပါလေအဲ့ဒီမနက်ပါပဲလူတယောက်က reception မှာသူတို့နှစ်ယောက်ပုံကိုပြပြီးတွေ့ရင်ဆက်သွယ်ပေးဖို့ပြောတော့ခိုးကခဏနေဦးသူတို့ဒီမှာတဲတယ်လို့ပြောပြလိုက်တယ်ဒီအချိန်မှာရီမန်ကကိုကရီရီကိုတပတ်နဲ့တုံရင်ရီချိုးကနေကထွက်လာတယ်ဟမ်ဒီဘဲကလည်းကြီးကွင်ပါမကြတာနဲ့တညာလုံးရီကြီးပဲလှုပ်ချိုးနေတာမသိဘူးရုပ်ရှင်မှာသူစင်းတွေ edit လုပ်ထားတာ short တွေကတညာလုံးရေချိုးကမ်းမှာလုံရင်ထွေးရင်းနဲ့ဆုံးသွားတယ်။နောက်တစ်ရက်ကျတော့ရေချိုးကမ်းကထွက်လာပြီးပြန်ဆထားတယ်။အဲသူတိပြရဆိုရင်ပညာလုံးရေကြီးပဲလှိမ့်ချိုးနေရလို့မှန်ရမယ်ပုံပဲ။တော်တော်ချမ်းပါပဲ။အဲ့ဒီလိုတပတ်နဲ့ထွက်လာတဲ့ရီမန်ကဗဇက်ကမေလို့ခေါ်ပြီးလိုက်ရှာတော့ကျမကရှင်မယုံတဲ့ main clip ပြောက်ပါဆိုတဲ့စာလေးကိုတွေ့လိုက်ရတ ဟိုတယ်အခက်မှာတော့မေဟာလစ်ထွက်ဖို့လုပ်တော့နှက်တို့နဲ့ပပင်းတို့တော့ပထမတော့သူကရှောင်ဖို့လုပ်သေးတယ်ဘလို့မှမလွတ်နိုင်မှန်းသိတော့မှမြင်တဲ့ချင်းဆိုင်ပြီးရေမန်ကသူ့ကိုတစ်ချိန်လုံးစူပါဂရုလိုတွေ့ကက်နေလို့အခုမှသူ့ကိုအောက်ကိုဆင်ခွင့်ရတယ်ပေါ့ဒါပေမဲ့သူလိန်တာဟာမပြီးဒါကြောင့် reception မှာမေးကြတဲ့ကတိထားတဲ့နှက်ကမိကိုကားပေါ်တင်ဖို့သူ့လူတယောက်ကိုခိုင်းလိုက်တယ် အဲ့ဒီလူနဲ့ပေးလိုက်သွားရရင်မြို့သမီးတယောက်ကအင်တာနက်ကိုဖုံးတလုံးနဲ့ဝင်သွားတာကိုတွေ့လိုက်တဲ့အခါနှက်ကကြောက်သိပ်ပါအောင်ခြောက်ထားလို့မအောင်နိုင်တော့ဘူးရှူရှူပေါက်မရတော့မယ်ဆိုပြီးအင်တာနက်အတင်းဝင်သွားတယ်အထက်ရောက်တာနဲ့ဟိုမိမဖုံးကိုလူဖုံးလူခံရလို့ရန်တွေ့တဲ့အဲ့ဒီမိမကိုပိတ်ထိုးပြီးရီမတ်စီအမြန်ဖုံးဆက်လိုက်တော့အခုချိန်ထိတပတ်လေးပတ်ထားတော့ဖြစ်တဲ့ရီမန်ကမင်းငါကိုထောင်ထောက်ဆင်းနေပေါ့လေလို့ရန်တွေ့တယ်မေကလည်းနှစ်တို့တက်လာပြီဆိုပြီးဖုံးချလိုက်တော့မှသူအချင်းဘုံတွေကိုဆင်လိုက်တယ် နတ်တို့လူစုအခန်းထဲကိုသတိနဲ့ဝင်လာတော့ဟိုတယ်ဖုန်းကတနေရရာကိုလမ်းဆက်ထားသလို operator ကဖုန်းမအားသေးတဲ့အကြောင်းပြောနေတဲ့အခါတောက်လျှောက်ကြားနေတော့လူပိုက်တယောက်လည်းဖုန်းကိုလက်ထောင်ပြီးပကတ်ပေါ်ပြန်တင်လိုက်မိတာဝုန်းကနေပောက်ကွဲသွားပါတော့တယ်ပောက်ကွဲမှုကြောင့်အဲ့ဒီလူချက်ချင်းလွတ်စင်ပြုတ်ကျသွားသလိုနောက်နှစ်ယောက်လည်းအဆောက်အဦတစ်စိပ်ပိုင်းပြိုကျတဲ့တဲ့ရောပါသွားတယ် နတ်တို့အဲ့ဒီနေရာကလေအမြန်ပြန်ထွက်လာချိန်မှာဘုံစင်တာမြန်တလောက်အဝေစာပြေဆုံးလဲတာလဲတိတ်မြန်တဲ့ရီမန်ကစပိုခန်းနဲ့ဝစ်ဆုံပြေနဲ့ရောက်လာတယ်ဒီနေရာမှာမှနတ်တို့ဖွဲ့နဲ့လဲကြံဖန်တိုးတော့ခေါကောင်တွေကတနက်ပါရဲသားနဲ့လက်ဗလာနဲ့ဝင်လုံးကြလို့လူချမ်းတွေတက်ပြောက်မင်းသားထွက်ပြေးလွတ်မြောက်ဖြစ်သွားပါလေတစ်ဖက်မှာနတ်ကမိကိုဖမ်းပြီးဂျိုးစီကိုပို့လိုက်တယ်တယောက်နဲ့တယောက်စကနာတွေထိုးပြချိန်မှာမိကသူ့မိဘတွေရဲ့အမိရင်းကိုနောက်ဆုံးဖွင့်ပြောလိုက်တယ် ဒါတွေတိသွားတော့ဂျိုးလဲမိကိုပါလက်ဆက်တုံးဖို့လုပ်တော့နှက်ကအသေးတံဝင်ထားတယ်ရီမတ်ကိုထောင်ဖမ်းဖို့မိကို ဖုံးဆက်ခိုင်းရဦးမယ်မတတ်နိုင်ဘူးပြီးမှခမားလှုပ်ချင်လာလုပ်တယ်ဟမ်ဒါနဲ့ပြဒီကိုခေါ်လာသေးတယ်နောက်တော့ရီမန်နဲ့မိဖုံးပြောတော့ဘေးနားကနှက်ကလည်းနားထောင်နေတယ်တစ္ဆာဖောက်လိုက်ချစ်သူဖြစ်လိုက်နေမိကိုရီမန်ကရုတ်တရက်ကြီးနဲ့သူ့ကိုနောက်တစ်ကြိမ်အသုံးချဦးမလားလို့စကနာထိုးတယ် မေကနှက်ချက်လိုကြလူချင်းတွေ့ဖို့ချင်းပြီးပင်လယ်စာစားတော့ဆိုင်မှာတွေ့မယ်ဆိုတော့မှသူနောက်ဆုံးခြံခဲ့တဲ့မှတ်စုလေးကိုမှတ်မိလားလို့ပြောသွားတယ်ဒီတော့ဖုံးချပြီးတဲ့အခါရင်မန်လဲကျမကရှင်မြုံတင့်တဲ့မိမတယောက်ပါဆိုတဲ့စာသားလေးကိုပြန်ဖတ်ပြီးအခုလဲထောင်ချောက်ဆိုတာသူရိပ်မိသွားပါတယ်ချင်းတဲ့နေရာကိုရောက်တော့နှက်ကဒါရင်မန်ထောင်ချောက်ဆင်ထားတာဖြစ်နိုင်တာသိကြတယ်မင်းတယောက်တည်းဝင်သွားဆိုပြီးမေကိုင်နေကြ secret ဘူးကိုပါကမ်းပေးလိုက်တယ်အထက်မှာရင်မန်ရှိပြီးဘုံလည်းမရှိဘူးဆိုရင်တော့သူ့ကိုအချိန်ဆွဲထားလို့မှာလိုက်တယ် ဒါပြင်သူကမိတ်လောက်ကိုကြည့်ပြီးဒါတွေပြီးရင်ငါတို့အတူတူပျော်ကြမယ်။မင်းကောထမတ်စ်နဲ့ရီမန်ရဲ့အနံ့တွေဆေးလိုက်ပြီးနင်းကတော်တော်တတ်မှာပဲဆိုတော့မေလဲအကြည့်စူးစူးအပြုံးတပွင့်ပေးပြီးမျက်ခွက်ကိုပိတ်ထိုးချလိုက်ပါလေ။နှက်တော်ဖောင်းပြီးတနက်ထုတ်ပြီးမဲ့မေကိုအခုတတ်လို့မရဘူးဆိုတာနှစ်ယောက်စလုံးနားလေကြတယ်။မေထွက်သွားတော့သူမူပြတ်တာနဲ့ပစ်ချလိုက်လို့စနိုက်ပါသွားတွေကိုလှမ်းပြောလိုက်ပါလေ။သူတွတ်ဆတဲ့အတိုင်းပါလေမေအထဲဝင်ပြီးခဏကြာတော့ပင်လယ်စာဂရောင်းတလုံးဝုန်းကနေပောက်ွဲ မေလဲပျောက်ဆုံးသွားလို့နတ်ကဒီကွက်တော့ဖလှတယ်လို့ပြောလိုက်ပြီပြန်တယ်တစ်ဖက်မှာတော့မေနဲ့ရီမန်တို့ကစပီဘုတ်ဇီးနဲ့ထွက်ပြေးသွားကြပါပြီနတ်ကရီမန်ရဲ့ဖုံးပြောဆုံးမှုမှတ်တမ်းတွေကိုပြန်လာထောင်ကြည့်တဲ့အခါပဝင်းကျင်ကအတန်တွေကိုကျွမ်းကျင်သူနဲ့ခွဲချမ်းစိတ်ဖြာကြည့်ခိုင်းလိုက်တော့ဘတ်စကာမတိုင်၅ခုလောက်ကိုချီယာခံမိတယ်အဲ့ဒီဘတ်စကာမတိုင်နာကကုံစုံဆိုင်တွေကိုရီမန်တဲ့ပုံပြပြီးစုံစမ်းတဲ့အခါတဆိုင်ကသူတို့သူတို့အော်ဒါပို့နေကြလူလို့ပြောပြပါတယ် တဖက်မှာတော့လူချင်းစုံရင်ချစ်ဖို့ပဲပြန်နေတဲ့မင်းနဲ့ရီမန်တို့ချစ်ပြီးစပုံစံနဲ့တွေ့ရတယ်ဒီတစ်ခါမှာတော့မေကဂျိုးလီယွန်ကိုသူကိုယ်တိုင်သွားပြီးကလစားချင်မယ်လို့ပြောပေမယ့်ရီမန်ကတိတ်ကိုလက်လွတ်ဖို့ဖြောင်းပြနေတယ်ပြီးတော့မေတို့ရဲ့မိသားစုပုံပါတဲ့လောကတိပါလွယ်စွဲကိုပြန်ပေးတာကိုအကြောင်းပြုပြီးသူတို့ချင်းနောက်တစ်ချိန်နောက်တစ်ချိန်ဖို့ကြံနေချိန်မှာပဲအပြင်မှာရဲကားတွေရဲရင်တွေအုံနဲ့ချင်းနဲ့လာဝိုင်းကြတယ် ရေမန်ကသူ့တိမ်လုံးကိုဖောက်ခွဲဖို့တိဝက်တက်ဆင်ထားတဲ့ဘုံကွန်ရက်ကိုအသက်သွင်းလိုက်တယ်။ရန်သူတွေအတွင်းစီးကိုဝင်လာရင်ပရက်ရှာမိုင်းထပြီးပောက်ကွဲလိမ့်မယ်။အဲ့ဒီပောက်ကွဲမှုကြောင့်တိမ်လုံးမှာရှိတဲ့ဘုံတွေအသက်သွင်းပြီးသားဖြစ်သွားမယ်။အိမ်ထဲကိုရောက်လာသူကတက်သွင်းပြီးသားဘုံတစ်လုံးကိုနင်းလိုက်ကျန်တဲ့ဘုံတွေလည်းအကုန်ပေါက်သွားမယ်အခုတော့မပူလဲအောင်အတွင်းစီပေါက်တော့မှအသက်ဆောက်ဝင်မှလို့ရှင်းပြလိုက်ပါလေဆဆချင်းတော့ပြင်ကလူတွေအထက်မဝင်နိုင်အောင်သူစီမံထားတဲ့ဘုံတွေစပြီးပေါက်ကွဲလာတယ် အိမ်နောက်ကိုတိုးကပ်လာတဲ့နတ်တောင်မှပောက်ကွဲမှုတစ်ခုတည်းပါတော့မလို့ဖြစ်သွားသေးတယ်။ဒီတော့သူကဝေးထိန်တစ်ခုကိုအမြန်ဖန်တီးပြီးအိမ်ထဲကိုတယောက်တည်းဝင်လာတဲ့အချိန်စောစောကနောက်ဆုံးပောက်ကွဲခဲ့တဲ့ဘုံကြောင့်အတွင်းစီးပောက်ပြီးတိမ်လုံးကနင်းမိုင်းတွေအသက်ဝင်သွားပါပြီ။အထက်မှာသူတို့သုံးဦးသားစုံကြပေမဲ့တိတ်မလုံရဲကြ။နက်ကတနက်နဲ့ချိန်ထိုင်းကမနေ့ကမိကိုသူပေးခဲ့တဲ့ secret book ကိုစစ်ကြည့်ခိုင်းပါလို့ပြောတဲ့အခါ အထက်မှာမာကီရီပြဓာခလုတ်နဲ့စင်ထားတဲ့ဘုံတလုံးဖြစ်နေလို့ထုတ်တာနဲ့ပြင်မယ်လို့ရီမန်ကသတိပေးလိုက်တယ်။နက်ကတော့မိကိုသိချင်းသိပါစေ။သူ့တဲ့ဂျူလီယန်စီကမျက်နှာသာရကိုရီမန်ကိုတော့အရှင်ဖမ်းမှာဆိုပြီးရှေ့ကိုတလန်းချင်းတိုးလာမိုင်းကိုနှိမ့်မိပြီးပောက်ကွဲလင့်စင်သွားတယ်။ဒီတော့ကျန်တဲ့ဘုံတွေပောက်ဖို့စက္ကန့်30တာကျန်တော့တယ်လို့သတိပေးတဲ့ထွက်လာချိန်မှာရီမန်ကမိလက်က secret ဘူးကိုသတိနဲ့လက်လွဲယူပြီးမိကိုပြေးခိုင်းလိုက်တော့မိကရှင်းမပါပဲကျမထွန်သွားဘူးတယ်။ ရီမန်ကငါလိုက်လာမှာပါလို့ပြောပြီးအရင်ထွက်ခိုင်းလိုက်တယ်ပောက်ကွဲဖို့10စက္ကန့်လိုမှာသူ့လက်ထက်ကဘူးကိုလွှင့်ပြပြီးမြေအောင်လှိုင်ကောင်းတစ်ခုတည်းပြေးဝင်ပောက်ကွဲမှုကလည်းသူတို့လွတ်မြောက်သွားပါတယ်သူတို့လွတ်မြောက်ချိန်မှာပဲရီမန်ရဲ့စကန်လိုဖြစ်နေတဲ့အိမ်ကြီးတစ်ခုလုံးအစိမ့်စိမ့်မောမောပောက်ကွဲလွင့်စင်သွားပါတော့တယ်နောက်တက်မှာတော့ဂျိုလီယွန်စီကိုစိုက်တဲ့ရောက်လာလို့ဖွင့်ကြည့်လိုက်တဲ့အခါအထက်မှာလွယ်စဲတစ်ခုကိုတွေ့ရတယ်အဲ့ဒီလေဆွဲတဲ့မှာမေရဲ့မိသားစုပုံရှိနေပြီး အဲ့ဒီလိုဖွင့်ကြည့်လိုက်လို့ဘုံတက်ဆင်ထားတဲ့လဲဆွဲပောက်ကွဲသွားပြီးဂျိုးတယောက်သေဆုံးသွားပါလေ။မေလည်းပောက်ကွဲတံကိုကြားရပြီးမိဘတွေရဲ့သေဆုံးမှုတွင်တာဝန်ရှိသူအလုံးပြန်ကလေးစားချိန်နိုင်လိုက်ပြီးဆိုပြီးသိတ်ကျဉ်နေသွားတယ်။ရေမန်ကမေကိုဘလို့ခံစားရလဲလို့မေးလိုက်တယ်။မေကပိုကောင်းလာပြီလို့ပြန်ဖြေလိုက်ပြီးကားပေါ်တက်သူတို့ဘွားတက်ခုကိုစတင်ဖို့ထွက်သွားကြပါတော့တယ်။ကြည်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။